ခုကဘာအကြီးဆုံးနံပါတ်9 Big Crypto Exchange မှာအကောက်ဖွင့်ပြီးတော့ဘာလက်ဆောင်ရမလဲဆိုတာကျွန်တော်ပြပြမယ်ပြီးမှပဲ Exchange တွေကြောင်းကျွန်တော်ရှင်းပြမယ်ဥပဒေမှဆောင်းအကောက်ဖွင့်တဲ့လူ9ယောက်ကိုတရား5ဒေါ်လာ USDT မြန်မာငွေအခုလက်ရှိပေါက်ဈေးနဲ့ဆိုလို့ရှိရင်တော့1800ဝန်းကျင်လောက်တော့ ရှိမယ်။နောက်ပြီးအောက်ဖွေတဲ့လူတိုင်းတခြားလက်ဆောင်ဘယ်လိုယူရမလဲနဲ့ကျွန်တော်တို့နောက်ထပ်ဘယ်လို reward တွေယူလို့ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမယ်။အဲ့ဒီတော့ကျွန်တော်ဒီဗီဒီယိုထဲမှာတော့ကျွန်တော် Bitget Crypto အချင်းချောင်းရဲ့နောက်ပြီးတော့ကျွန်တော်တို့အောက်ဘယ်လိုဖွေရမလဲ KYC ဘယ်လိုတင်ရမလဲဆိုတာရဲ့နောက်ပြီးတော့ဘယ်လိုလက်ဆောင်ရယူရမလဲဆိုတာရဲ့နောက်ထပ်ဘယ်လို reward တွေရှိသေးလဲဆိုတာကိုရဲ့ကျွန်တော်အဲ့ဒီချက်သုံးချက်ကိုပဲကျွန်တော်အဓိကထားပြီးတော့ပြောပြပေးသွားမယ်။အဲ့ကျွန်တော်တို့ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ Bitget Crypto အချင်းချောင်းတစ်ချက်လောက်ပြောကြည့်လိုက်ရအောင်။ ပစ်ကပ်ခရစ်တိုအချင်းကတော့အခုလက်ရှိကျွန်တော်တို့ကဘာပေါ်မှာနံပါတ်9နဲ့ရပ်တည်နေတဲ့ကျွန်တော်တို့အကြီးဆုံးအချင်းတစ်ခုလည်းဖြစ်တယ်။နောက်ပြီးတော့ပစ်ကပ်ရဲ့24နှစ်အတွင်းရောင်းရတဲ့ဝယ်ရောင်းဝယ်လုပ်နေတဲ့ဒီခရစ်တိုရဲ့ကျွန်တော်တို့ခေါ်တဲ့ value ပေါ့နော်24 hour value ကတော့ကျွန်တော်တို့ American dollar မြန်မာငွေမဟုတ်နော် American dollar တိုင်ပေါင်း1400ဝန်းကျင်ရှိတယ် 24နှစ်တဲကိုကျွန်တော်တို့ဒီခရစ်တိုတဲ့အရာဝယ်လဲလဲလောက်တာသူရဲ့24နှစ်ကြီးကအမေရိကန်ဒေါ်လာတိမ်ပေါင်း14000လောက်ရှိတယ်မြန်မာငွေဆိုလို့ရှိရင်လည်းကျွန်တော်လည်းမပြောပြတတ်တော့ဘူးဘလောက်ရှိတယ်ဆိုတာအဲ့လောက်ဝန်းကျင်ဒီ value ပေါ့နော်တန်ဖိုးကိုသူတို့ကအဲအဲ့လိုမျိုးအရာဝယ်လဲလဲလောက်နေတဲ့ crypto exchange တခုပါ။ဒါဆိုကျွန်တော်ဒီနေ့ဟာတွေပြောနေရလဲဆိုလို့ရှိရင်လည်းကျွန်တော်တို့အရင်ဆုံး crypto exchange အောက်စဖွင့်တော့မယ်ဆိုလို့ရှိရင်တော့အဲ့ဒီ crypto exchange တွေကကျွန်တော်တို့တွေယုံရမှာလားမယုံရဘူးလားဆိုတာကကျွန်တော်တို့တွေကြည့်ရပါတယ်။အဲကြောင့်လည်းကျွန်တော်ဒီမှာဆက်ပြီးတော့ brother တို့ကိုမိတ်ဆက်ပေးတော့ပေါ့နော်။ဆက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေ big cap မှာကျွန်တော်တို့တွေအောက်ဖွင့်မယ်။ KYC ဘယ်လိုတည်ရမလဲဆိုတာကျွန်တော်ပြောပြမယ် KYC တည်နာကတော့ကျွန်တော်မြန်မာမှတ်ဖွင့်တည်နာရဲ့ဟိုကျွန်တော်ကတင်ချိတာတော့เนาะ나이ဝက်တွေနဲ့တင်လို့ရဆိုတော့စောက်ရမ်းကိုမိုက်ပါတယ်အဲအဲ့ဆိုရင်တော့ကျွန်တော်တို့တစ်ချက်လောက်သွားပြီးတော့အကောက်ဘယ်လိုဖွင့်ရမလဲကျွန်တော်ပြောပြပေးမယ် မဆုံးအနေနဲ့ကျွန်တော်ဘယ်ကိုသွားပြီးတော့အကောက်ဘယ်လိုဖွင့်ရမလဲဆိုလို့ရှိရင်ခု plan တော့တကယ်လို့ကျွန်တော် YouTube video ကြည့်နေတယ်ဆိုလို့ရှိရင်တော့ဒီအောက်က description ထဲဝင်လိုက်ပြီးတော့လို့ရှိရင်ဘောဆိုတဲ့နေရာနှိပ်လိုက်နှိပ်ပြီးတော့လို့ရှိရင်ဒီမှာကျွန်တော်ကတော့ event တစ်ခုရဲ့ကျွန်တော်ရဲ့ဒီအကောက်ဖွင့်ဖို့နေရာတစ်ခုရဲ့ဆိုပြီးတော့ကျွန်တော်နှစ်ခုထားထားပေးတယ်အဲ့တော့ဒီအကောက်ဖွင့်တဲ့နေရာကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးတော့လို့ရှိရင်ထားလိုက်ကျွန်တော်တို့ browser တစ်ခုခုထဲကိုကျွန်တော်တို့ဖွင့်လိုက်မယ်ပေါ့နော်ကျွန်တော်ဖွင့်ပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့ရေအကောက်ဖွင့်လို့ဖွင့်ရမလဲဒါကျွန်တော်ပြောပြမယ်။အဲ့ဒါလေ line က โอเค ตัวก็တော့อีเมลเนี่ยโมบายเบอร์ဆိုပြီးတော့ตัวก็နှစ်ခုတွေ့တယ်ပေါ့เนาะအဲ့ဒီတော့ကျွန်တော်တို့ကရတော့ကျွန်တော်တို့โมบายเนี่ยဖွင့်ပြမယ်ကျွန်တော်ဆိုတော့ကျွန်တော်ย้ายလိုက်ပြီးပြီးတော့လို့ရှိရင် password ပေါ့เนาะ password တော့เนเน่တော့ तू อ่ะကြီးတော့များတာတော့မဟုတ်ပြီမဲ့ तू ကတော့ဟိုဘယ်လိုပြောမလဲဆိုတော့ thinking data တစ်ခုခုလို့လို့ပေါ့เนาะကျွန်တော် password ကတော့ကျွန်တော်အရေးဆုံး တိတယ်မဟုတ်လားဘယ်လိုပြောမလဲလွယ်လွယ်လေးပဲထားလိုက်တော့မယ်ကျွန်တော်တင်ကြတာတစ်ခုပေါ့နော်ဒီလိုမျိုးပေါ့ဒါဆိုလို့ရှိရင်တော့ AK gaming 1235ဆိုပြီးတော့ hashtag ပေါ့နော်ကျွန်တော်ဒီကတော့သုံးမှာမဟုတ်ဘူး brother တို့ဒါကျွန်တော်လုတ်ပြတာပါ okay အဲ့ဆိုလို့ရှိရင်ကျွန်တော် create account လုတ်လိုက်မယ်လုတ်ပြီးဆိုတာ ਨੇ ဒါကတော့သူက Google verify เนาะ Google verify ကအများကတော့ဒါ၅အောက်ပဲတခု ငါဘေးဘက်ဆောင်းတာတခုပြီးတော့လို့ရှိရင်ငါတဲ့ပေါ့နော်တင်းနှစ်တော့တူပြတဲ့ပုံတော့ယူပေးလို့ရှိရင်တော့ရပြီအဲ့ဆိုလို့ရှိရင်တော့ဒီဖုန်းထဲကိုကုန်းမစ်စ်လေးပို့လိုက်မယ်โอเคကျွန်တော်ရိုက်ထည့်လိုက်ပြီ69403ဆိုလို့ရှိရင်တော့ဒါအောက်ဖွေတာတော့ပထမတစ်ချက်ပြီးတော့ပြီးကျွန်တော်တို့ KYC မတင်ရသေးတဲ့အတွက် KYC တင်တဲ့ခါကျလို့ရှိရင်ဘယ်လိုတင်ရမလဲကျွန်တော်ကျွန်တော်တစ်ခါတည်းပြောပြမယ်ကျွန်တော် verify လုပ်မယ် verify လုပ်တဲ့ခါဆိုလို့ရှိရင်တူကဒီလိုမျိုးပေါ်လာလိမ့်မယ်ပြီးတော့လို့ရှိရင် verify ကိုပဲထပ်ပြီးတော့နှိပ်မယ်โอเคဒါဆိုရင်တော့ကြာကျွန်တော်တို့ Republic of Myanmar ဆိုပြီးတော့ရှိတယ်ကျွန်တော်ကโอเคနောက်ထပ် Myanmar ဆိုတဲ့ဟာကြီးကိုထပ်ပြီးတော့ရွေးလိုက်လို့ရှိရင်เนาะဒါကတော့မှတ်ပုံတင်နဲ့တင်လို့ရမယ်ဒါကတော့ passport ဒါကတော့ driving license ပေါ့เนาะ Myanmar မှတ်ပုံတင်နဲ့တင်ချင်လို့ရှိရင်ဒါကျွန်တော်ပြောပြတာကျွန်တော်တို့ အဲအဲ့လိုမျိုးပုံထည့်လိုက်လို့ရတယ်ဟိုပုံပထမတပုံကျွန်တော်ရိုက်လို့လို့ရတယ်ကျွန်တော်တို့မှတ်ပုံတွေနေကကျွန်တော်တို့တယောက်ကတယောက်ကျွန်တော်တို့ပေးပြီးတော့မမြင်တိတ်ဘူးဘာဖြစ်လို့လဲဆိုတော့မှတ်ပုံတွေထဲမှာပါတဲ့ဒီတာတွေကတော့ပြီးတော့မော်လာမကောင်းတဲ့လူလက်ထဲရောက်တော့လို့ရှိရင်တော့အဆင်ပြေမှာမဟုတ်တဲ့အတွက်အဲကြတော့မှတ်ပုံတွေကိုမှတ်ပုံတွေတို့များတွေကိုဒီတမောလိုင်းပေါ်မှာ share တာပဲဖြစ်ပေးတာပဲဖြစ် မလုပ်ဖို့တော့ကျွန်တော်နည်းနည်းကြံပေးခြင်းနဲ့အဲ့ကြတော့ကျွန်တော်မပြဘူးကျွန်တော်မှတ်ဖို့ခြင်းကိုလည်းโอเคတကယ်လို့ပြီးသွားလို့ရှိရင်မှတ်ဖို့နေတော့ဗာဒီတင်ပြီးသွားလို့ရှိရင်သူကတော့ face scanner သူလောက်လည်းမယ်သူရဲ့ face recognition ကတော့တိတ်နည်းနည်းလွယ်တယ်ပေါ့နော်အဲဘယ်လိုပြောမလဲဆိုတော့ခေါင်းလေးတစ်ပတ်ထည့်လိုက်ရောပဲပြီးတော့လို့ရှိရင်တော့သူက under review ဖြစ်သွားလိမ့်မယ်အဲအဲ့ဒါဆိုလို့ရှိရင် brother တို့ naive self တန်းနေဆိုလို့ရှိရင်တော့ brother တို့အကောင့် ကဲလို့အောင်တော့အောင်နဲ့အောင်တော့ဘာဆက်လို့ပေးဆက်လို့ရမလဲဆိုတာက radar တို့ဥပမာပြတိတမော်လာ document ကမကြည့်ဘူးကိုရိုက်ထားတဲ့ပုံမကြည့်ပါ냐ပုံပေးရိုက်ခိုင်းတယ်ဆိုလို့ရှိရင်လည်းပြန်ရိုက်ပေးလိုက်ရုံပါပဲအဲဆိုလို့ရှိရင်တော့ကျွန်တော်အကောက်ဖွင့်ထားတာရပါပြီအကောက်ပထမဆုံးဖွင့်နိုင်တဲ့လူ900ပေါ့နော်ခုနကကျွန်တော်ပေးထားတဲ့ link ကနေပြီးတော့တော့ဖွင့်ပါနော်လူ900ကိုကျွန်တော်ကထည့်ပေးပါပါအကောက်ထည့်တစ်ခါတည်းပေးပါအဲ KYC level 1အောင်ပါလားကျွန်တော်ထည့်ပေးပါမယ် โอเคကျွန်တော်တို့အကောက်ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်เนาะခုနကကျွန်တော်ရဲ့ video description ထဲမှာပဲဒါကျွန်တော်တို့နောက်တစ်ခါထပ်ပြီးတော့နှိပ်ပြီးတော့ကျွန်တော်ရဲ့ event ပေါ့เนาะဒါ pick up ကနေပြီးတော့ကျွန်တော်ကိုလုတ်ပေးထားတယ်ကျွန်တော်ရဲ့ fan တွေအတွက် event ဆိုပြီးတော့ရှိပါတယ်အဲ့ဒီ event ကတော့ဒါကတော့ကျွန်တော်ဒီပေးထားတဲ့ link ကနေပြီးတော့အကောက်ဖွင့်လို့ရှိရင်မဒီမဆိုဒီ event ကိုပါပြီးတော့ရှင်ပြန်လို့ရမယ် welcome active fan like a gaming fan ဒါဟုတ်ပါဘောเนาะသူကတော့၈ရက်ပဲသူပေးထားပါတယ်သူကဘာလို့ရလဲဆိုလို့ရှိရင်အရင်ဆုံးတော့ register ကိုအောက်ဖွင့်ပြီးတော့လို့ရှိရင်တော့ register now ဆိုတဲ့ဟာကြီးကိုကျွန်တော်နှိပ်ပေးရမယ်ပြီးတော့လို့ရှိရင်သူက trading volume ကိုသူကတခုပဲเนาะ trading volume ကကျွန်တော်တို့တရား USD ရှိလို့ရှိရင်တော့ကျွန်တော်တို့ BGB ရလိမ့်မယ်โอเค1 BGB ရတော့အခု1ဒေါ်လာဝင်ကျင်လာတာပေးတယ်ဒါလူတိုင်းလူတိုင်းကတရှိရအတွင်းဒီ task ကို complete လုပ်လိုက်တယ်လေ သူတို့ကနေပြီးတော့ဒါကျွန်တော်အတွက်ဆိုပြီးတော့လုပ်ပေးထားတဲ့ event ပေါ့နော်အဲ့ဒါ data တို့တစ်ခု data တို့လူတိုင်းရနိုင်မယ် okay အဲ့ဒါပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့တွေတစ်ချက်လောက်တော့ပြီးတော့ bigcat ထဲမှာဘာတွေလုပ်လို့ရသေးလဲဆိုတာကျွန်တော်တစ်ချက်ပြောပြမယ် okay ကျွန်တော်တို့တွေ bigcat ထဲစပြီးတော့ဝင်လိုက်ကြတယ်ဆိုလို့ရှိရင် bigcat က interface ပြီးလို့မျိုးဖြစ်နေလိမ့်မယ် โอเคကျွန်တော်တို့ picket ထပ်ဆပြီးတော့ဝင်လိုက်ကြတယ်ဆိုလို့ရှိရင်တော့ picket ရဲ့ user interface ကဒီလိုမျိုးရှိနေလိမ့်မယ်ကျွန်တော်တို့က KYC အောင်အောင်သိချင်လို့ရှိရင်တော့ကျွန်တော်တို့အပေါ်ဆုံးတောက်ကဒီနေရာနှိပ်လိုက်နှိပ်ပြီးတော့လို့ရှိရင်ဒီနေရာမှာ verify ပြနေလို့ရှိရင်တော့ဒါကတော့ KYC အောင်ပါပြီโอเค KYC အောင်ပြီးဆိုလို့ရှိရင်တော့သူကသူ့မှာကြတော့တည်တယ်မဟုတ်လားအဲအဲ့လိုမျိုးကျွန်တော်တို့ခေါ်တဲ့ဒီ daily ပေါ့နော်နေ့တိုင်းကျွန်တော်တို့တွေသွားပြီးတော့ coupon center ထဲသွားပြီးတော့ အထက်ကျွန်တော်ဒါဟိုကကိုပုံမဟုတ်ဘောနော်ကျွန်တော် reward ထဲတွားလိုက်မယ်တွားပြီးတော့ကျွန်တော်တွေ point တွေနေစင် claim လို့ရမယ် brother ကျွန်တော်အောက်ကနည်းနည်း old account ဖြစ်နေတော့ brother တို့ new account တွေကြတော့နည်းနည်းမတူဘူးအဲ့လိုမျိုး point ပိုရများတယ် point တွေရလို့ရှိရင် devoucher တွေပါတွေကျွန်တော်တို့တွေယူလို့ရမယ်ဒါပထမတစ်ခုပဲနော် နောက်ပြီးတော့အဲ့ဒီ point တွေဘယ်နေရာမှာထပ်ပြီးတော့တော်ယူလို့ရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ခေါ်တဲ့ဒီ tap to end တို့အဲ့လိုမျိုးကျွန်တော်တို့ခေါ်တဲ့ဒီ assist to end တို့ကျွန်တော်တို့တွားပြီးတော့မိကုန်းတွေဖြည့်မယ်အဲ့လိုမျိုးဟာရှက်ရှက်ဝဲခဏရောက်တော့ဘာလို့ဒီမှာ land to end တို့ကျွန်တော်တွားပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးမေးဖြည့်တွေမေးပြီးတော့ဒီလိုမျိုး point တွေယူလို့ရတယ်အများကြီး point တွေ ဟုတ်တယ်နည်းနည်းတော့မဟုတ်ဘူးအဲ့လိုမျိုးကိုကတော်ပြီးတော့ဖတ်မယ်ပြီးတော့လို့ရှိရင်သူမေးထားတဲ့ကျွန်တော်တို့မေးခွန်းတွေ question တွေကျွန်တော်ဖြေလုံးမှန်လို့ရှိရင်တော့ဒီ point တွေရလိမ့်မယ်ဒီ coin point တွေပေါ့နော်အဲ့ coin point တွေကခုနကကျွန်တော်ပြောတာ voucher တွေနဲ့ကျွန်တော်တို့လဲလို့ရတယ်အဲ့ဒီတော့ကျွန်တော်အခုဒါ pick up ပေါ့နော်နောက်ပြီးတော့ဘယ်လိုကျွန်တော်တို့တွေသိတယ်မဟုတ်လားဒါကတော့သူတို့ရဲ့တကယ်လို့တခြားဘယ်လိုပြောမလဲ platform တော့အပူတဲ့လူဆိုလို့ရှိရင်တော့ဒီနေရာတွေကစိတ်မဲ့လို့တော့မသိဘူးလူသိဆိုလို့ရှိရင်တော့ okay ကျွန်တော်တို့ access တွေပဲနေရာသွားရတယ်ဒီကောက်တော့ကျွန်တော်မှာ0 USD ပဲရှိတယ်ဒါ overview ပေါ့နော်ကျွန်တော်တို့တွေအဲအဲ့လိုမျိုးမြန်မာငွေ twin ချင်လို့ရှိရင်တော့ကျွန်တော်တို့တွေ P2P ထဲသွားပြီးတော့မြန်မာငွေတွေရှိတယ်ဒါပေမဲ့အခုမှ ticket ကကျွန်တော်တို့မြန်မာနိုင်ငံဟိုလိုပြောမယ် user တွေကိုစပြီးတော့မှိတ်ဆက်ပေးတယ်ဆိုတော့တောင်းတဲ့လူတွေတော့နည်းနည်းနေနေနေလိမ့်မယ် Face to P2P. Right? Shit. Alright. Wait. ဟေ့ဘဲမလဲ P2P อ่ะဘဲရောက်သွားလဲဒါအဲ့ဒီမှာ P2P เนาะ P2P တဲ့တော့ပြီးတော့ကျွန်တော်မြန်မာမြန်မာကတော့နည်းနည်းတုံးတဲ့လူတော့တင်းနေနေနေတယ်ဘက်ကကအခုမှမြန်မာကိုစပြီးတော့မိတ်ဆက်ပေးတယ်ဆိုတော့လေအဲ့ကြတော့ brother တို့ တကယ်လို့ဒီမှာလည်းဝယ်ရောက်လုပ်လို့ရတယ်ဒါပေမဲ့တုံးတယ်လူနည်းတဲ့အတွက်ကတော့ market ကတော့တိတ်ပြီးတော့ဘယ်ကောင်မဖြစ်ဘူးဒီမှာ KP နဲ့ဘာညာပေါ့နော်ဈေးတွေဘာညာနဲ့ကျွန်တော်တို့ဝယ်လို့ရမယ်ဒီမှာရောက်လို့ရမယ် တခြား platform မှာကိုကရောက်ပြီးတော့ဒီ platform နဲ့ကျွန်တော်တို့ထည့်ခြင်းနဲ့ browser လို့ထည့်ရတာအဆင်ပြေလိမ့်မယ်ကျွန်တော်နောက် video မှာပဲ browser လို့ဘယ်လိုတက်တာဆုံးနည်းနဲ့ USDT တွေကိုတခြား platform တစ်ခုနဲ့တစ်ခုဘယ်လိုချိန်ရမလဲဆိုတော့ကျွန်တော်ပြပြပေးမယ်ကျန်တော့ဆုံးနည်းနဲ့ကျွန်တော်ပြောချင်တာကအခုဒါဆိုလို့ရှိရင်တော့ဒါ backup ပေါ့နော် backup ဆိုလဲမြန်မာအဲ့လိုမျိုးကျွန်တော်တို့ဒီမြန်မာနိုင်ငံကစပြီးတော့မိတ်ဆက်တယ်သူဘယ်လိုပြောမလဲ အဲအဲ့လိုမျိုးမြန်မာ user တွေကိုသူကဟို promotion ဆင်းနေတဲ့အချိန်ပေါ့နော်အဲ့ကြောင့်လည်းကျွန်တော်ကအပေါ်မှာရေးထားတယ်ဒီခွေရကတသက်မတခါရရှင်ရနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကအမြဲတမ်း promotion ဆင်းနေမှာမဟုတ်ဘူးနောက်ပြီးတော့ crypto exchange တွေက crypto currency တွေကပေါ့နော် digital ငွေကြေးတွေကအခုမှပေါ်လာတာကျွန်တော်တို့ဆယ်စုနှစ်ကျော်ပဲရှိသေးတယ်ဒါပေမဲ့ဆိုတော့ crypto ဆိုတာကြီးကိုနည်းနည်းပို့ပြီးတော့လေ့လာသေးတယ်နောက်ပြီးတော့ တကယ်လို့မလေးလာဘူးဆိုလို့ရှိရင်ဘာမှတော့မဖြစ်ပါဘူးဒါမခင်နောက်ကျသွားနိုင်တယ်သူများတွေတကြက်ကြလို့ဟာငါကြီးသူ့သူမလေးလာရထားရဘူးပါဒါတော့မဟုတ်လားခရစ်ပြောဒီလောက်ဒီလောက်ချိန်တုံးဝင်လဲကျွန်တော်ဆိုပြောပြလို့မကုံအောင်တုံးလို့ရတယ်ခရစ်ပိုကတော့ကျွန်တော်တို့ financial လို့ခေါ်တယ်ကျွန်တော်တို့ဒီအဲ့တော့ cryptocurrency ဆိုတာကကျွန်တော်တို့ငွေကြေးပဲပေါ့နော်ပြောရင်တော့ digital ငွေကြေးနဲ့ကျွန်တော်ရေးရွှေငွေကြေးပဲကွာလားဆိုတော့လေ digital ငွေကြေးကတော့ကျွန်တော်တို့ ဘယ်လိုပြောမလဲပို့ပြီးတော့ပင်ကျဲတယ်ရေယုံကိုကျွေးတဲ့ထက်လဲပို့ပြီးတော့အဲ့လိုမျိုးလုံးလို့ရတဲ့ဟာတွေကများတယ်ပေါ့ဘယ်လိုပြောမလဲ crypto exchange တွေကတော့ top အပေါ်မှာရှိနေတဲ့ crypto exchange ကတော့ယုံလို့ရမယ်ဒါတပိုင်းသိတဲ့တိုင်းပဲဘယ်လိုပြောမလဲ ban တွေလိုမျိုးပဲတင်ဖို့ ban တွေတိုင်းလို့ကျွန်တော်ယုံလို့ရတာဘာဖြစ်냐ဖြစ်မဖြစ်ဘူးသူမဲ့သူဖြစ်လာလို့ရှိရင်တော့လဲဘာမှမတတ်နိုင်ဘူးပေါ့ဆိုတော့ဘာကျွန်တော်ပြောရင်းနဲ့ကျွန်တော်တွေနောက်ပြုံမှာပဲတွေ့ရတာပေါ့နော် ने फेबा चाहिँ